မိဘပြည်သူများရှင် Prime Media မှတင်ဆက်မှုဖြစ်ပါရှင်။ကျမတို့နိုင်ငံရဲ့အိမ်တော်ဦးစီးလို့ခေါ်ရမယ်ဘ ෝජ ုံမှုကြီးပေါ့နော်။ဒါနိုင်ငံတစ်ခုအိမ်ခုနဲ့တွေ့မယ်ဆိုရင်ဘ ෝජ ုံမှုကြီးတို့ကတကယ်ပထမအဆင့်ခေါင်းဆောင်ဖြစ်တဲ့အတွက်အိမ်တော်ဦးစီးပေါ့ရှင်။အိမ်တော်ဦးစီးရဆိုရင်အခုချိန်မှာရုရှားနိုင်ငံကိုတွားရောက်တယ်။တွားရောက်ရတဲ့အကြောင်းရင်းကလည်းကျမတို့နိုင်ငံအတွက်လိုအပ်တဲ့ပေါ့နော်။သဘောတူညီချက်တွေလှုပ်ဆောင်ချက်တွေအများကြီးပေါ့။ဒါတွေဆောင်ယူဖို့အတွက်တွားတာဖြစ်ပါရှင်။ဒီခရီးစဉ်ကပထမဆုံးချိန်တွားရလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ထုံးစံတိုင်းပေါ့ရှင်တစ်ခါသွားရင်သွားသလိုပေါ့ကဲရဲမှုတွေဝေဖန်မှုတွေပြစ်တင်မှုတွေလည်းရှိပါတယ်ဒီနေရာမှာကျွန်မပြောချင်တာကကျွန်မနိုင်ငံရဲ့ခေါင်းဆောင်တွေကဒီလိုပဲနိုင်ငံတော်အဆင့်ပေါ့နော်နိုင်ငံခြားခီးစဉ်တွေသွားတာရှိပါတယ်ကပိုင်းမှာနိုင်ငံတွေကတကူတည်းနေလို့မရဘူးလေဒီလိုပဲတက်တက်ပတ်သက်ဆက်ဆံပြီးနေကြရတယ်စီးပွားရေးလူမှုရေးဆက်သက်ဖြစ်ဆက်သွယ်ရတယ်ပေါ့နော်အဲ့ချိန်မှာကိုယ့်ရဲ့နိုင်ငံမှာဘယ်သူပဲခေါင်းဆောင်ဖြစ်ပါစေဒီနိုင်ငံရဲ့ဂုဏ်သိက္ခာဒီခေါင်းဆောင်ပေါ်မှာအများကြီးမူတည်နေရဲ့ရှင့် ဒါကြောင့်ကိုယ်နိုင်ငံရဲ့ခေါင်းဆောင်ဂုံသိက္ခာကိုချခြင်းဟာကိုယ်နိုင်ငံဂုံသိက္ခာကိုချခြင်းမှာပဲဒါလေးလည်းနားလည်သိရှိဖို့လိုတာပေါ့နော်ဒါကြောင့်ကျမတို့ကတော့ဒီလိုမျိုးကိုယ်နိုင်ငံခေါင်းဆောင်တွေကနိုင်ငံတကာခရီးစဉ်တွေသွားရတယ်ဆိုရင်ကျမတို့ခုံယူရတယ်။ဒါကဒီခေါင်းဆောင်ရဲ့လို့မဟုတ်ဘူး။ကျမတို့နိုင်ငံမှာ anti dorsal လက်ထပ်တော်ဆိုလဲဒီလိုပဲနိုင်ငံတကာပွဲတွေသွားရတဲ့အခါကျရင်ဒါဟာခုံယူစွာသွားရတဲ့အတွက်ကျမတို့ကခုံယူရတယ်ပေါ့နော်။ဒီလိုစိတ်နေစိတ်ထားကိုတကယ်ညှိထားတတ်ဖို့လဲလိုပါရဲ့ရှင့်။ဒီတော့ကျမနေနဲ့ရုရှားခရီးစဉ်မှာပေါ့နော်ထူးထူးခြားခြား တွေ့ရလေးခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဗိုလ်ချုပ်ကြီးကရုရှားနိုင်ငံကမီဒီယာနဲ့ပေါ့နော်အင်တာဗျူးစီစဉ်လည်းပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စလေးတို့မေးမြန်းတယ်ပေါ့နော်မြန်မာနိုင်ငံလုံဆောင်ချက်လေးတွေဒါငလေနဲ့ပတ်သက်တဲ့ကိစ္စလေးအဓိကထိုင်မေးတာတွေ့ရပါတယ်အဲ့ဒီအင်တာဗျူးစီစဉ်ပြီးရဲ့အခါမှာဗိုလ်ချုပ်ကြီးကမြန်မာနိုင်ငံတရက်တီကိုပေါ့နော်ဒီသတင်းတောက်သတင်းမီဒီယာလူတွေကိုလက်ဆောင်ပေးခဲ့တာမြင်တွေ့ရပါတယ်ရှင်ဓာတ်ပုံလေးပဲကြည့်လိုက်ပါဦးနော်ပြီးတော့အဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံက ကျွန်မတို့နိုင်ငံအတွက်အကျိုးရှိမဲ့လုပ်ရက်တစ်ခုပါဒီလုပ်ရက်ကလေရုရှားမှာဆိုရင်ကျွန်မတို့မြန်မာနိုင်ငံတည့်ရက်တည်းကတန်ဖိုးရှိရတယ်လားကျွန်မတို့ကသာမြန်မာတည့်ရက်တည်းကိုထင်သေးတာမြန်မာတည့်ရက်တည်းအရသာကိုဘယ်နိုင်ငံမှာတုပပြီးတော့လိုက်လံစိုက်ပျိုးလို့မရတဲ့အထိမြန်မာတည့်ရက်တည်းအရသာလေးကအင်မတန်ကိုကောင်းမွန်တဲ့ရှင်သိလားရုရှားမှာဆိုရင်လည်းဒီမြန်မာတည့်ရက်တည်းကိုသူက premium fruit ဆိုပြီးတော့သတ်မှတ်ထားတာတကယ်တန်ဖိုးရှိရအသီးဖြစ်နေသတ်မှတ်ထားတာပေါ့နော် ရုရှားနိုင်ငံကိုအခုမြန်မာနိုင်ငံကလည်းလုပ်ငန်းရှင်တွေကတရက်တိရတင်သွင်းရောင်းချနေရဲ့ရှင့်အဲ့အတွက်လည်းနိုင်ငံတော်ဖိတ်ခေါ်ထားရရှိရပေါ့နော်ဒါကြောင့်တရက်တိလုပ်ငန်းလုပ်ကင်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ရုရှားနိုင်ငံကိုတရက်တိတင်ပို့နိုင်မှုအတွက်ကိုနိုင်ငံတော်နဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်စေချင်ပါတယ်အမျက်တွေပို့ရတာပေါ့ရှင့်ဟုတ်တယ်မှာမြန်မာတရက်တိကသူများနိုင်ငံကိုရောင်းချတာအခုံယူစရာပေါ့ရှင့်ဒါကြောင့်ကျမတို့ဗကြုံမူကြီးရပေါ့နော်တရက်တိကိုရုရှားမီဒီယာတွေကိုလက်ဆောင်ပေးပြီးတော့ဒါအရှင်းပြဈေးကွက်ချဲ့ထွင်ပေးတာပါပဲရှင့် marketing စင်ပေခြင်းတမျိုးပဲပေါ့နော်ကိုနိုင်ငံတရက်တိလေးကို မီဒီယာတွေပေးလိုက်တယ်ဒီခါမှာတဆင့်စကားတဆင့်နားနဲ့မြမသက်ရက်တွေပို့ပြီးတော့အောင်မြင်ကြော်ကြားအောင်ထင်ရှားအောင်လို့တန်ဖိုးရှိတဲ့အသီးဖြစ်အောင်လို့နိုင်ငံတော်အဆင့်ဒါမကတိဆင်းပေးတာပဲရှင့်သိလားကျေးဇူးတင်မယ်ဆိုတင်လို့ရတယ်သိလားကျမောက်နိုင်ငံအခါကျရင်ကိုယ်နိုင်ငံကောင်းဆောင်ကိုယ်နိုင်ငံတော်ဘာလို့လုပ်ပေးလဲဆိုတာမမြင်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိပါရှင့်မိဘပြည်သူများရှင့်ဗိုလ်ချုပ်မှုကြီးရဲ့အခုပေါ့နော်ဒီခေါက်ခီးစဉ်မှာထူးခြားမှုတွေတခုရှိပါရှင့်အဲ့ဒါကတော့အစိုးရအဖွဲ့ဝင်ရဲ့ဇနီးတွေခီးစင်မှာပါဝင်သွားခဲ့ပါရှင့်ဒီလိုပါဝင်သွားတဲ့အတွက်လည်း နိုင်ငံတော်ပုံမပေါ့နော်စေတနာမမှန်တဲ့သူတွေနိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်တိုင်းကိုကန့်လန့်တိုက်တဲ့သူတွေကအမနာပပြောဆိုကြရတယ်မြင်တွေ့ရပါရဲ့ရှင့်အလကားလိုက်သွားတယ်ဆိုရဲပြောဆိုဝေဖန်ချက်တွေပေါ့နော်ဒါလေးလေကျွန်မအရှိတဲ့နယ်လေးမှာလဲဆွေးနွေးတင်ပြခဲ့ပြီးပါပြီလိုက်သွားတာကအလောက်ရှိလို့လိုက်သွားတာပါရှင့်ဒီတိုင်းအပြိုလိုက်သွားတာမဟုတ်ပါဘူးနော်အဲ့ဒါလေးကိုကျွန်မဒီနေ့သတင်းလေးမှာဆွေးနွေးပြီးတော့တင်ပြပေးပါမယ်ရှင့် ဗိုလ်ချုပ်မူကျဲဇနီးဖြစ်တဲ့ Anti Dot Jula နဲ့အဖွဲ့အားဆိုရင်မြန်မာနိုင်ငံနေပြီးတော့ထွက်ခွာသွားပြီးရနောက်မှာဆိုရင်ရုရှားရောက်တဲ့အခါမှာ Brit အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့နဲ့တွေ့ဆုံခဲ့ပါရဲ့ရှင့်အဲ့ဒီအဖွဲ့နဲ့ Russia Federation နိုင်ငံ Federal Council ရုံးမှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်အခုလိုတွေ့ဆုံတဲ့အခါမှာပါဝင်သွားခဲ့တဲ့အမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေရဲ့နာမည်လေးတွေလည်းကျွန်မဖတ်ပြချင်ပါရဲ့ရှင့်ဘာကြောင့်ခုလိုဖြစ်ပြဖတ်ပြရလဲဆိုရင်ဒီလိုတွိတ်ဆုံမှုဟာကျမတို့အမျိုးသမီးမြန်မာမျိုးသမီးတွေရဲ့အခမ်းကဏ္ဍအစ်တစ်ခုဖွင့်လှစ်ပေးခဲ့တာဖြစ်ပါရဲ့ရှင့် ဒါကြောင့်ဒီလိုမျိုးခန်းကဏ္ဍတစ်ကိုဖွင့်လှစ်ပေးခဲ့တဲ့ကျွန်မတို့အတွက်ကိုစွမ်းဆောင်ပေးခဲ့တဲ့အမျိုးသမီးတွေကိုဂုံပြုတဲ့အနေနဲ့တမိုင်းမှတ်တမ်းတင်ကျင်းတဲ့အတွက်ကျွန်မအခုလိုနာမည်လေးတွေဖတ်ပြတာဖြစ်ပါရဲ့ရှင်။ ပါဝင်သွားတဲ့သူတွေကတော့မြန်မာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဇနီးနဲ့အတူဒေါ်ကျူကျူလှပေါ့နော်ဒေါ်ကျူလှနဲ့အတူကောင်စီတွဲဘက်အတွင်းရေးမှူးဦးဇနီးဒေါ်နီလာညီတိုင်းကုကဲမှူးဦးဇနီးမြန်မာနိုင်ငံမျိုးသမီးရေးရအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါ်ခင်မေဆိုရုရှားဖရိုရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်မတ်ကြီးရဲ့ဇနီးတွေနဲ့တာဝန်ရှိသူများကတွေ့ဆုံခဲ့တာဖြစ်ပါရဲ့ရှင့်တို့တွေ့ဆုံခဲ့တဲ့ပြည်ရဲ့ခါမှာအန်တီဒေါ်ကျူကျူလှနဲ့ ပေါ့နော်ပါဝင်တဲ့မျိုးသမီးအဖွဲ့တွေကဆိုရင်ဘာတွေဆွေးနွေးခဲ့လဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းပါရဲ့ရှင်။နံပါတ်၁ကတော့မကြခင်မှာပြုလုပ်မဲ့ BRIC ရဲ့ program မှာဆိုရင်အစိုးရနဲ့စီးပွားရေးနယ်ပယ်ပေါင်းစုံကမျိုးသမီးတွေပါဝင်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမျိုးသမီးတွေလည်းပါဝင်ဆွေးနွေးနိုင်အောင်လို့သူတို့အနေနဲ့ဒါညှိနှိုင်းဆောင်ရွက်ခဲ့တာရှိပါရဲ့ရှင်။နံပါတ်၂ကတော့ BRIC ရဲ့မျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုံးခွဲတွေကိုကမ္ဘာနိုင်ငံတွေမှာဖွင့်လှစ်ထားပါရဲ့ရှင်။ဒီခါမှာမြန်မာနိုင်ငံစိတ်ဝင်စားတယ်ဆိုရင်လာရောက်ပြီးတော့ဖွင့်လှစ်လို့ရအောင်လို့ ဆွေးနွေးမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။နံပါတ်3ကတော့မြန်မာနိုင်ငံအနေနဲ့အမျိုးသမီးစွန်ဦးတည်ထွင်မှုအခမ်းအနားမြှင့်တင်ပေးနိုင်ရေးဆောင်ရွက်လက်ရှိရဲ့အခြေအနေတွေလည်းဆွေးနွေးခဲ့ပါတယ်။နံပါတ်4ကတော့ရုရှားမြန်မာနှစ်နိုင်ငံအစားပညာရေးနဲ့အမျိုးသမီးရေးရာတွေမှာပို့ပြီးတော့ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက်ကိစ္စရပ်တွေကိုဆွေးနွေးသွားခဲ့ပါရှင့်။ဒီလိုဆွေးနွေးမှုပြုလုပ်ပြီးတဲ့အခါမှာဆိုရင် BRC ရဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့အမျိုးသမီးများဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှာမြန်မာနိုင်ငံကိုထည့်သွင်းသွားမယ်ဆိုပြီးတော့ရုရှားအမျိုးသမီးများအစီအစဉ်ရဲ့ဥက္ကဋ္ဌကနေပြီးတော့ကြေညာခဲ့ပါတယ်ရှင့်။ နိုင်ငံတစ်ခုနဲ့တစ်ခုကဒီလိုမျိုးပေါ့နော်ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်တဲ့အခါမှာဒီတိုင်းလုံလို့မရအောင်ရှင်တိလာသူကလေသူ့ရဲ့ဒီ program တွေပေါ့နော်ဒီနိုင်ငံတော်မှာကျမတို့နိုင်ငံကတော့မြို့သီးနဲ့ပတ်သက်ပြီးဒီလို program လေးရှိရဲဒီလိုလှုပ်ဆောင်ကြလေးရှိရဲလေးဆိုတာလေးကိုတင်ပြအဲ့လိုတင်ပြပြီးတော့မှသူတို့ဘက်ကလည်းအော်ဒါမင်းတို့လုပ်နေရအမှန်ကန်တယ်ကောင်းမွန်တယ်ငေါင်းနဲ့ပူပေါင်းလို့ရတယ်ဆိုပြီးတော့ပေါ့နော်ဒါနိုင်ငံတော်အစ်စ်ညှိနှိုင်းမှုတွေလုပ်ရတာရှင် anti dot jujula နဲ့အမျိုးသမီးအဖွဲ့တွေအားဆိုရင်ဒီကိစ္စလေးသွားပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်ဒီကနေကျမတို့မြန်မာမျိုးသမီးရရှိမဲ့အခွင့်အလမ်းတွေအများကြီးပါပဲနော် အလုံးသိကြတဲ့အတိုင်းပါပဲ BRNC ရဲ့အဖွဲ့အားဆိုရင်အမတန်အင်အားကြီးမားတဲ့နိုင်ငံတွေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတခုအသက်တခုဖြစ်ပါရဲ့ရှင့်ဘရာဇီးရုရှားအိန္ဒိယတရုတ်နဲ့တောင်အာဖရိကနိုင်ငံတွေကြားကမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်မြင့်တင်မှုအတွက်ပြီးတော့စီးပွားရေးအခွင့်အလမ်းတွေတိုးပွားလာဖို့အတွက်ကိုပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်တခုဖြစ်ပါရဲ့ရှင့်ဒီအစီအစဉ်မှာဆိုရင်မျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေနီးပညာငွေကြေးနဲ့ဈေးကွက်ဆိုင်ရာထောက်ပံ့တွေကိုပေးမှာဖြစ်ပါရဲ့ရှင့်တော့ အန်တီတို့လုတ်ခဲ့တဲ့ကိစ္စပေါ့နော်အန်တီတော်ကျူတော့လုတ်ခဲ့တဲ့ကိစ္စဆိုရင်ကျမတို့မြန်မာနိုင်ငံကမျိုးသမီးရဲ့အတွက်အင်မတန်ကောင်းမွန်တဲ့အခန်းကဏ္ဍတစ်ခုဖွင့်လှစ်ပေးခဲ့တာပဲသိလားကျမတို့အနေနဲ့ကကျမတို့ကိုယ့်နိုင်ငံမှာပဲနေပြီးတော့ဒီပညာတွေနဲ့တသက်လုံးနေသွားလို့မရအောင်ရှက်ပုံမကောင်းပုံနဲ့ရတယ်သူများနိုင်ငံတွေကကျမတို့ကပူပေါင်းဆောင်ရွက်ရတယ်အဲ့လိုပူပေါင်းဆောင်ရွက်နိုင်ဖို့အတွက်သူတို့ကကိုယ်စလဲအဖွဲ့တွေနဲ့သွားပြီးတော့ညှိနှိုင်းတာရှက်အလုံရှိလို့လိုက်သွားပြီးတော့ကျမတို့အတွက်ကောင်းပုံနဲ့အကျိုးမြတ်တွေရယူခဲ့တာဖြစ်ပါတယ် ဒါကြောင့်ဒီခီးစင်မှာဆိုတော့ကျွန်မအနေနဲ့ Antidot ဂျူဂျူလောင်းနဲ့အမျိုးသမီးအဖွဲ့ကိုအင်မတန်ကျေးဇူးတင်ရှိပါရရှင့်ကျမတို့မြန်မာနိုင်ငံကအမျိုးသမီးလေးပေါ့နော်ဒါသူတို့နိုင်ငံနဲ့ကျမတို့ကိုအခုဆိုရင်ချိတ်ဆက်လို့ရပြီရှင်ဒီ break အဖွဲ့ထဲမှာပါတဲ့နိုင်ငံတိုင်းနဲ့ကျမတို့ချိတ်ဆက်လို့ရပြီဒါဆိုရင်ကျမတို့နိုင်ငံအမျိုးသမီးတွေဘာခွင့်လန်းတွေရှိလာမလဲစဉ်းစားကြည့်ကျမတို့နောက်ဆုံးနေသလားအသေးစားလုပ်ငန်းလုပ်တဲ့အမျိုးသမီးတွေကအစားအခွင့်လန်းတွေအများကြီးရှိလာမှာကိုယ့်ရဲ့အသေးစားလုပ်ငန်းမှာတည်ထွင်လိုက်တဲ့ကိစ္စကအစုံဦးတည်ထွင်ပေါ့နော်တည်ထွင်လိုက်တဲ့လုပ်ငန်းလေးတွေထုတ်ကုန်လေးတွေက တကယ်ကိုကဘာကြုံနိုင်တဲ့အခြေအနေရှိရဲဆိုရင်ကျမတို့နီးပညာအကူအညီတွေငွေကြေးအကူအညီတွေနဲ့အတူသူများနိုင်ငံနဲ့ချိတ်ဆက်ပြီးလုပ်လို့ရတယ်ရှင့်အမျိုးသမီးကဏ္ဍကဒီထက်ပိုပြီးတော့တိုးတက်လာမှာကျမတို့နိုင်ငံပိုပြီးတိုးတက်ဖို့လိုတာပေါ့ရှင်ဘာကြောင့်လဲဆိုတော့လက်နက်ကန်ပြည်ပကကြားထဲမှာအမျိုးသမီးတွေနဲ့ကလေးသင်ငယ်တွေဘယ်လောက်ထိနစ်နာနေရလဲဆိုတာမိဘပြည်သူများအားလုံးသိပဲရှင့်ဒီတော့အမျိုးသမီးကဏ္ဍကပြန်လည်ပြီးတော့ဆွဲတင်မှုလိုတယ်ဒီကဏ္ဍအစ်ကိုတွားရောက်ဖွင့်လှစ်ခဲ့တဲ့ Andy Dot Jujula နဲ့အမျိုးသမီးအဖွဲ့ကိုလည်းကျမအင်မတန်ကျေးဇူးတင်ရှိရဲဆိုတာလေးသမိုင်းမှတ်တမ်းအနေနဲ့သတင်းမှတ်တမ်းလေးအနေနဲ့ခါးလေးပြောပြလိုက်ပါရစေရှင့် ကျွန်မနိုင်ငံမှာကပေါ့နော်ကောင်းတာလုပ်လို့ရှင်တဲ့အကောင်းမမြင်ကြတဲ့အနေအထားလေးရှိနေရတော့အင်မတန်ဝမ်းနည်းဖို့ကောင်းပါရဲ့ရှင်သူတို့သွားလုပ်တဲ့ကိစ္စကနိုင်ငံတော်ကောင်းဖို့လေဒါတော့မမြင်နိုင်မဲနဲ့ဒီအမျိုးသမီးတွေအပေါ်မှာဝေဖန်တိုက်ခိုက်နေတဲ့သူတွေကကိုယ့်ကိုရှက်ဖို့တော့တင်တယ်နော်ဒီလားသူတို့လောက်တော့မှဆွမ်းဆောင်နိုင်ကြလို့လားလို့ကျွန်မမေးလိုက်ချင်တယ်ကျွန်မပြောချင်တာလေဒီရုရှားနိုင်ငံကိုသွားလိုက်တဲ့အမျိုးသမီးတွေကျမတို့နိုင်ငံအတွက်အမျိုးသမီးတွေတဲ့အခွင့်အလမ်းတွေသူတို့ယူလာခဲ့တယ်သူတို့လောက်စွမ်းဆောင်နိုင်လို့သူတို့ဝေဖန်နေတာလား ကျွန်မဒါပဲပြောချင်တယ်ဒီညမှာလူတွေချင်းပြီးတော့စဉ်းစားကြည့်ရအောင်ဒီလိုမျိုးသွားပြီးတော့လောက်ကိုင်းတဲ့နေရာမှာအန်တီတော်အောင်ဆန်းစုကြည်သားဆိုရင်အခြားအမျိုးသမီးတွေသားဆိုရင်လည်းကျွန်မတို့ကချီးကျူးမှာပဲရှင့်ဘာကြောင့်လဲဆိုတော့ကျွန်မတို့အတွက်ကျွန်မတို့နိုင်ငံအတွက်ကျွန်မတို့နိုင်ငံမြန်မာမျိုးသမီးတွေအတွက်ကောင်းမွန်တဲ့အခွင့်အလမ်းတွေသူတို့ယူလာခဲ့တာလေကျွန်မတို့ကချီးကျူးရမှာလေသိလားကျွန်မတို့နိုင်ငံမှာအဲ့လိုမှန်ကန်တဲ့စိတ်ငြိမ်စိတ်ထားတွေကဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်တံတန်မှာပေါ့နော်နဲပါသွားလဲဆိုတာကတော့ကျွန်မတို့တော်တော်စဉ်းစားခတ်ပါရဲ့ရှင့် ကိုယ်နိုင်ငံအတွက်ကောင်းတာသွားလုပ်တဲ့သူတော့အကောင်းမမြင်နိုင်တဲ့အထီအမိုက်ပေါင်နေဖုံးနေကြရလားလို့ကျွန်မမေးချင်တာပါနော်တတော်ကိုအမနာပါပေါ့နော်တတော်ကိုမနာလို့စိတ်ကြီးပြင်းထန်နေရဲဆိုတာအခုဒီရက်ပိုင်းမှာတတော်ဖတ်ရတဲ့ရှင်လိုက်ပါသွားတဲ့အမျိုးသမီးတွေကို personal တိုက်ခိုက်တယ်အန်တီတို့ပေါ်မှာစော်ကားပြောဆိုတဲ့ကိစ္စတွေရာလေအဲ့ဒါနိုင်ငံတော်မချစ်တာတိတ်လားနိုင်ငံတော်ချစ်တဲ့သူကနိုင်ငံတော်ကောင်းကျိုးလုပ်တဲ့သူတွေပေါ့အကောင်းမြင်ရတယ်ရှင်နော်အဲ့လိုတော့ရှိပါတယ်ကျွန်မတို့ကခါကြရင်လေတလားအယောင်ဇွဲတွေ ပေါ့နော်တော်တော်စိတ်ကြံညစ်သေးကုန်ကြပြီရှင့်ကိုယ်နိုင်ငံအတွက်တကယ်ကိုအကျိုးရှိရဲ့အရာတွေကိုတောင်မှအကျိုးရှိလို့ရှိမှမသိတဲ့အထိအသိဉာဏ်အမိုက်မောင်းနေဖုံးသွားခဲ့ပြီဆိုတာကတော့တော်တော်စိတ်မကောင်းဖြစ်စရာပါပဲရှင့်စိတ်လေးကိုကျမတို့ပေါ့နော်ဒီလိုမျိုးလုပ်နေတဲ့တွေကြည့်ပြီးတော့ကျမတန်ဝေကပဲရှူပါရဲ့ရှင့်ဩငါတို့အလှည့်ကြရင်လည်းငါတို့တွေပေါ့နော်ဘသူပဲကိုယ်နိုင်ငံအတွက်စွမ်းဆောင်စွမ်းဆောင်ငါတို့မြစ်တာထားတတ်မယ်ကျေးဇူးတင်တတ်မယ်ဆိုတော့စိတ်လေးပေါ့နော်တို့ကြည့်ပြီးတို့လိုမဖြစ်အောင်ပါရှင်တို့လိုမဖြစ်အောင်လို့ကျမတို့အနည်းဆုံးတော့ သင်ငန်းစာယူရတာပေါ့ရှင့်မြို့မီစွမ်းဆောင်ရည်ကဏ္ဍကိုတိုးမြင့်ပေးခဲ့တဲ့အန်တီတို့ကိုကျေးဇူးတင်တယ်အန်တီတို့ဘုံမှာကျေးဇူးမတင်တတ်တဲ့သူတွေကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့နိုင်ငံတော်မချစ်တတ်တဲ့သူတွေပဲဆိုတဲ့အတွေးလေးလောက်နေပဲကျွန်တော်တို့အတွေးလေးကိုဆုံးသတ်လိုက်ပါမယ်ရှင့်မိဘပြည်သူများရှင်ကျွန်မခုဆက်လက်ပြောပြမယ့်သတင်းလေးကတော့ဟိုတယ်နဲ့ခီးသွားလာရေးပေါ့နော်ဝင်းကြီးဌာနနေပြီးစာလေးစာထုတ်ပြန်လာပါရှင့်အဲ့ဒီစာထုတ်ပြန်လာတဲ့အခါမှာစာအုပ်တေချာတော့မဖတ်ကြဘဲနဲ့ဝေဖန်မှုတွေအများကြီးမြင့်တက်လာတာလည်းမြင်တွေ့ရပါတယ်ဒီတော့ကျွန်မအနေနဲ့စာလေးကိုတေချာလေး မိဘပြည်သူများရှင်းလင်းပြီးတော့ဖတ်ပြပေးပါမယ်ရှင်။အတိပေးကြညာခြင်းဆိုပြီးတော့ဟိုတယ်နဲ့ပြီးသွားတဲ့ဝင်းဌာနကစာလေးထုတ်ပြန်ထားပါရှင်။အဓိကစာရဲ့ခေါင်းစဉ်လေးကတော့မတ်လ28ရက်နေ့ငလျင်ပြီးမှာတဲ့မြန်မာနိုင်ငံမှာရှိတဲ့ခရီးစဉ်ဒေသတွေသွားရောက်လည်ပတ်နိုင်မှုအခြေအနေဆိုပြီးတော့စာလေးထုတ်ထားပါရှင်။စာလေးဆိုတာပြသထားပါမယ်။စာထဲမှာပါဝင်တဲ့အကြောင်းအရာလေးကိုကျွန်မတပိုက်ချင်းပေါ့နော်တေချာလေးဖတ်ပြပါမယ်ရှင့်မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တယ်တဲ့ဒီငလင်ကြောက်ပေါ့နော် မြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာအသက်အိုးဝင်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဆိုပြီးရှင်းသားထားပါတယ်ရှင်ဒုတိယပိုက်လေးမှာတော့ဒီငလင်ဘေးဒဏ်နေဒေသတွေမှာကုညီကယ်ဆယ်လုပ်ငန်းတွေပြည်လဲထူထောင်လုပ်ငန်းတွေနိုင်ငံဆိုးကလုပ်ထားတယ်အဲ့ခါမှာအင်တိုင်းအားတိုင်းလဲဝိုင်းဝန်းဆောင်ရွက်ကြရပါတော့ Brighter အခွဲတွေကဒီဒေတာတွေမှာငလေကြောင့်ပျက်စီးထိခိုက်ပျက်စီးမှုမရှိရဟိုတယ်တွေကြီးသွားအေဂျင်စီဟိုတယ်နဲ့ကြီးသွားဆိုင်ရာအသင်းဖွဲ့တွေအနေနဲ့ပုံမှန်အတိုင်းလုပ်ငန်းတွေလက်ပတ်ဆောင်လဲရှိရဲဆိုပြီးတော့ပြောထားပါရဲ့ရှင့် တတိယစာပိုင်လေးကတော့မြန်မာနိုင်ငံရဲ့အခီးစဉ်ဒေတာများအနက်ငလင်ဘေးဒဏ်သင်ရာဒေတာတွေမှာငလင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုတွေကိုပြည်တွင်းပြည်ပခီးသည်တွေကသွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့်ငလင်ဘေးရဲ့အနေနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရရရှိစေနိုင်မယ့်အပြင်၎င်းဒေတာမှာရှိတဲ့ဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေကိုတစ်ဖက်တစ်လမ်းအနေနဲ့ထောက်ကူပြုပြီးတော့ဒေတာကန်တွေရဲ့အလောက်ကန်အခွင့်အလမ်းနဲ့ဝင်ငွေတွေတိုးပွားရရှိစေပြီးဒေတာရဲ့အကျိုးစီးပွားကိုလည်းအထောက်ပံ့ဖြစ်စေနိုင်မယ်ဖြစ်ပါတယ်တို့ဖြစ်ပါ၍ပြည်တွင်းပြည်ပခီးသည်တွေအနေနဲ့ငလင်ဘေးဒဏ်သင်ရာဒေတာတွေနဲ့မြန်မာနိုင်ငံခီးစဉ်ဒေတာတွေ ခရီးသွားဆွဲဆောင်ရနေရာတွေကိုရင်ခင်းပုံမှန်တိုင်းသွားရောက်လဲပတ်နိုင်တယ်။ခရီးသည်များအနေနဲ့သက်ဆိုင်ရာဒေသအာဏာပိုင်တွေထံမှာပေါ့နော်အချိန်နဲ့တပင်းညီထုတ်ပြန်တဲ့ညင်ညာချက်တွေကိုတော့တရားဝင်သတင်းနေရာနေပဲလေ့လာဆောင်ကြည့်ဖို့လိုတယ်တဲ့ပြီးတော့ခီးစဉ်တွင်မှာဒေသဆိုင်ရာညွှန်ကြားချက်တွေလိုက်နာကြဖို့အတွက်လည်းအကြံမှုဖော်ပြအပ်ပါတယ်ဆိုပြီးစာလေးထုတ်ထားပါတယ်ရှင့်။စာရဲ့ဆိုလိုရင်းရှင်းပါတယ်။ကျွန်မနိုင်ငံငလင်ဖြစ်သွားပြီးရဲ့အချိန်မှာဒီရဲငုတ်တုတ်ထိုင်နေလို့ရလားရှင့်။ဘာမှမလုပ်ပဲနေလို့ရလားရှင့်ဘာမှမလုပ်ပဲနေရမှာလားဒီစားပေါ်မှာဝေဖန်နေတဲ့သူတွေဆိုမှမေးချင်တာပါ ငလင်ဘိဒံတဲ့ဒေတာတွေကိုသူခေါ်တဲ့အကြောင်းရင်းကအဲ့ဒီဒေတာမှာရှိနေတဲ့သူတွေရဲ့စီးပွားရေးတိုးတက်လာဖို့အတွက်ကိုဒါဟာတစ်ဖက်တစ်လမ်းနဲ့ကူညီဖြစ်ဖို့အတွက်ခေါ်လာရှင်ခီးသွားတဲ့သူတွေရောက်လာရှင်မျက်စိရဲ့မြင်အောင်ကြည့်လိုက်မန္တလေးလိုပါမှအပြည့်စည်ရရှိရတချို့ကဒီပြည့်စည်ရလာပြီးလစ်လာကျင်းတဲ့သူတွေရှိရနော်ဒါကလေဒီလားတူများနိုင်ငံတွေကခါကျန်အဲ့လိုမျိုးရတယ်လိုက်လိလာပြီးတော့တပုံမှန်တန်းနေယူတယ်ဘောနောစာမှတ်တန်းစသဖြင့်ဒါလေးလိုက်စိုက်ပတ်ဝင်စားတဲ့သူတွေရှိရဲ့ရှင့်ဒီတော့ဒီလူတွေရောက်လာလို့ရှင့်ကျမတို့ဟိုတယ်တွေတဲကြမယ်ဟိုတယ်ကရရမြန်မာနိုင်ငံ ုတ်တယ်เนาะအခွန်တွေရကြပြီဒါပြင်ဒီလူတွေကအဖွဲလိုက်အဖွဲလိုက်လာလို့ရှင်အစားတောက်ဆိုင်တွေမှာစားမယ်မြန်မာနိုင်ငံရဲ့ထုတ်ကုန်တွေဝယ်မယ်ဆိုရင်မြန်မာနိုင်ငံသူတွေစီးပွားရေးမကောင်းလားရှင်နိုင်ငံเจ้าဝင်ဝင်မရအောင်လားရှင်ဒီဟာလေးတွေကိုအကြောင်းရင်းပြုပြီးတော့ဟိုတယ်နဲ့ခီးသွွားလာရေးဝင်ရင်းဌာနနေပြီးတော့ဒီစာလေးကိုထုတ်ထားလားရှင်ဒါပြင်လာတဲ့သူအနေနဲ့လည်းအနေနဲ့ကင်းဖို့အတွက်ကိုနိုင်ငံတော်ကထုတ်ပြန်တဲ့ဟာလေးလေ့လာဖို့လေ့လာဖို့ပေါ့နော်တေစာလေးသတိထားသွားလာဖို့အတွက်လည်းသူပြောကြားထားတာရှင်ဒီစာရဲ့ဆိုလိုခြင်းဟာ အင်မတန်ကောင်းမွန်တယ်ဒါကိုစေတနာဇုံနဲ့တစ်ဖက်ပြန်ပြီးတော့ဗောနောတင်နေကြတဲ့သတင်းဌာနတွေကျွန်မတော်အံ့ဩတယ်အဓိကကီပြေးမိကြတယ်ပါပဲမြန်မာနိုင်ငံကိုသူတို့ကငလင်နောက်ပိုင်းမှာဒီရဲငုတ်တုတ်ထိုင်ပြီးငတ်ပြီးတော့သေစေချင်တာလားမသိမြန်မာနိုင်ငံသားတွေကိုသူတို့စေတနာကလေဘာလို့လို့အဲ့လိုမျိုးဖြက်လို့ဖြက်စီပြောနေတာတော်တော်ဆိုးပါရှင့်ကျွန်မနိုင်ငံသားတွေအနေနဲ့ကလည်းတိုင်ဖြက်လေးတွေတော့သတိထားဖို့လိုတာဗောနောကျွန်မနိုင်ငံကလုတ်တဲ့လုံဆောင်ချက်တွေကဒီချိန်မှာစစ်စစ်လုံးလုံးနဲ့ရှေ့ဆက်သွားရမယ်ကိစ္စမှာ ဒီဒေတာတွေကိုခရီးသွားတဲ့သူမလာနဲ့ဆိုပြီးတော့တားလိုက်ခြင်းအဖြစ်ဒီဒေတာတွေဝင်ဝင်မရှိဖြစ်ပါလေအဲ့ချိန်ကျတော့ပြန်လဲထူထောင်ရေးကိုအစိုးရတခုလည်းပဲအားကိုးနေလို့မရဘူးရှင့်ကျမောက်နိုင်ငံချမ်းသာနိုင်ငံမဟုတ်ဘူးအစိုးရလည်းတော့လှုပ်ရှားရှိရလောက်ရမှာပဲနိုင်ငံတော်ကလူတွေလည်းပြည်သူတွေလည်းလှုပ်ရှားရှိရလုံမှာတိုးတက်ရေးပြန်လဲတိဆောက်ရမြန်ဆန်ပါရှင့်ဒီတော့ကျမတို့နိုင်ငံရဲ့ဟိုတယ်နဲ့ခီးသွားလာရေးကနိုင်ငံเจ้าဘုံကိုရရှိဖို့အတွက်ကိုဒါစူးစမ်းရမှာပဲဒါအမှန်ကန်သောစူးစမ်းမှုတစ်ခုရှင့်ဒါကိုငလင်ဘေးတန်တဲ့နဲ့ဒေတာကိုတဲ့ အလဲပတ်ခေါ်နေပါတယ်ဆိုပြီးတော့တယောတို့လိုဒီလုပ်ငန်းစဉ်ကိုမှေးမိန်အောင်ပေါ့နော်မကောင်းတဲ့ရည်ရွယ်ချက်ဖြစ်အောင်ပေါ့အဲ့လိုပုံစံမျိုးနဲ့ပြောဆိုနေတာတွေကဒါနိုင်ငံတော်မချစ်ဘူးရှင်နှစ်နေတာသိလားအဲ့ဟာလေးတော့နားလည်ဖို့တို့ပါတယ်နော်ဟိုကျွန်တော်ကပြန်လဲရုံးထရအောင်မယ်ရှင်ပြန်လဲရုံးထဖို့ဆိုတာပတ်စံရှာရမယ်ပတ်စံရှာဖို့အတွက်ကိုဌာနပေါင်းစုံပူးပေါင်းပါပဲဟိုတယ်နဲ့ဖြီးသွားလုပ်ငန်းနဲ့လိုအပ်တာပဲကျမကခုနပြောသလိုရှင်နိုင်ငံသားသားတွေလာပြီးလေ့လာမယ်ပါမယ်ဆိုအဲ့ဒီကနေကျမတို့အကျိုးမြတ်တွေအများကြီးရနိုင်တာပဲလေအဲ့ဒီကမှနောက်ထပ်ကောင်းကျိုးတစ်ခုရှိသေးရဲ့တိလား နိုင်ငံသားတွေရောက်လာလို့ရှိရင်တခွားရောက်နေမြန်မာနိုင်ငံသားတွေမြင်နေတာမျက်မြင်ကိုတွေ့မြင်တဲ့ခါကျရင်သူတို့ကူညီဆောက်ရှောက်ပေးခြင်းဓာတ်ရိုက်တော့ကူညီဆောက်ရှောက်သွားလို့ရလေမဟုတ်ဘူးလားစဉ်းစားကြည့်ကိုနိုင်ငံတွေအတွက်အကျိုးစီးပွားတွေကြီးပဲဒီလိုမျိုးလေးကျမတို့ကရှာကြံတွေးပြီးတော့ကျမတို့ပြန်လဲတိဆောက်ဖို့အတွက်ကိုပြန်လဲတည်ထောင်ဖို့အတွက်ကိုလုပ်ရတာရှင့်ဒါကိုဖျက်လို့ဖျက်စီးလုပ်နေတဲ့ကိစ္စတွေကတော့မတင်တော်ပါဘူးရှင့်ဒီလိုကိစ္စရရှိရဲဆိုတော့မိဘပြည်သူများကျမတို့အားလုံးဝိုင်းဝန်းအားနေပဲပေါ့နော်စီလုံးညညစောနေပဲဒါတွေတွန်းလှန်နိုင်လို့လိုပါရှင့် ကျမတို့ကငလင်ပြီးရဲ့နောက်မှာပြန်လဲထူထောင်ရေးကအင်မတန်အရေးကြီးပါတယ်ပြန်လဲထူထောင်ရေးကြဆောင်လို့မဖြစ်ပါအောင်ရှင်ပြန်လဲထူထောင်ရေးကြဆောင်အောင်လို့ပြည်ပမီဒီယာတွေပြည်ပြင်းမီဒီယာတွေပေါ့နော်ဒီလူတွေနဲ့အစမတ်ထမားတွေကလုံမှာပဲဒါအောင်ကျမတို့ကရအောင်တောင်းခံပြီးတော့ပြန်လဲထူထောင်ရေးအောင်မြင်အောင်လုပ်အောင်ပါရှင်ပြန်လဲထူထောင်ရေးကြဆင်းလို့ရှင်ကျမတို့နိုင်ငံအဲ့ဒီအုပ်ပုံတွေကြားထဲမှာနှစ်ပေါင်းမှန်များစွာနေရမှာနော်အဲ့ဒါအင်မတန်ရေးကြီးရဲ့ရှင်ပြန်လဲထူထောင်ရေးတိုင်းလဲအောင်မြင်တာမဟုတ်ဘူးကြာဆုံးသွားတာလည်းရှိတယ်အဲ့လိုကြာဆုံးအောင်ဒီကောင်တွေကဖန်နေနေတာဒါအောင်ကျမတို့ကအတိတ်တတိနဲ့ စင်ကျင်ဆောင်ရွက်မှသာကျမတို့နိုင်ငံငလင်နောက်ပိုင်းပြန်လဲထူထောင် အောင်မြင်ပြီးတော့ကျမတို့ဟာမကြခင်နှစ်များစီမှာငကိုဘဝထပ်ပုံမကောင်းမွန်တဲ့ဘဝတွေရရှိစေမှာဖြစ်ပါရှင့်။ဒါကြောင့်ကျမတို့ငလင်ပေါ့နော်ငလင်နောက်မှပြန်လဲထူထောင်ရင်မှာနှောက်ရက်လာတာမှန်သမျှကိုတားဆီးပါကျမတို့ကိုယ်တိုင်လည်းငလင်ပြန်လဲထူတော်ရဲ့အောင်မြင်ဖို့အတွက်ဥပဆောင်ရပါလို့ကျမတို့သတင်းသုံးသပ်ချက်လေးနဲ့တိုက်တွန်းလိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျမတို့တင်ဆက်ပေးချင်တာကတော့လာရှုမြို့ကသတင်းလေးသာဖြစ်ပါရှင့်။လာရှုမြို့ရဲ့အခြေအနေလေးကအခုဆိုရင် ဟိုအသက်ကယ်ရမယ်နေထားလည်းရှိပါတယ်။အသက်ကယ်ရမယ်အခြေအနေဖြစ်နေအောင်ပေါ့နော်။တော်တော်ဒုက္ခရောက်နေပါရှင့်။အတိကဒုက္ခရတဲ့အကြောင်းရင်ဓမြမှုတွေရမ်းများနေတာ။တို့တွေဓမြမှုတွေအများကြီးဖြစ်နေတယ်။လာရှုပ်မြို့မှာဓမြမှုတွေဇက်တိုက်ဖြစ်ပေါ်နေရဲဆိုပြီးတော့သတင်းလေးတက်လာပါရှင့်။ပြီးခဲ့တဲ့မေလ9ရက်နေ့မှာဆိုရင်လည်းအလိုပဲအမှတ်1ရဲစခန်းသားမှာရှိတဲ့ဖုန်းဆိုင်တစ်ဆိုင်ရောကားတစ်စီးနဲ့တနက်တွေကင်ဆောင်လာတဲ့အမျိုးသား6ဦးကဓမြဝင်တိုက်သွားခဲ့ပါရှင့်။အဲ့ဒီဆိုင်ရာဆိုရင်အင်မတန်ထိတ်လန့်သွားတဲ့အတွက်ဆိုင်ရောအပီးပိတ်သိမ်းသွားတယ်ဆိုပြီးတော့သိရပါရှင့်။ လာရှုံမြို့မှာတဲ့လက်ရှိအခြေအနေအရပေါ့နော်တက်ကတော့ရလာခဲ့ပြီဒါပေမဲ့တက်တက်ထဲမှာကလေးတွေကတော်တော်ကိုစိုးဝါးစွာစုပ်ပြက်နေရဲ့ရှင်နောက်ဆုံးလူတော်နေလို့မရတဲ့စုပ်ပြက်နေရကျမတို့ online ပေါ်မှာရုပ်သံဖိုင်တွေတွေ့ပါတယ်အကောင့်ဘိုးတွေလည်းမရှိတော့တကားလည်းမရှိတော့ရှင်းမြအားလုံးကို MNDA တွေကအခွန်ချုပ်ပြီးတော့အကုန်ယူသွားခဲ့တယ်ဒါပြန်လာရှုံမြို့မှာကြံခဲ့တဲ့သူတွေတွေကနီပိတ်တခိုးတွေကတခိုးလိုပဲပြောရမယ်သူများမသိအောင်ယူရဆိုမှတခိုးပါရှင်ဟုတ်တယ်မလားအဲ့တခိုးတွေကဝင်ပြီးတော့တက်ပုံမှွေသွားတာမှရစရာမရှိဘူး လုံးဝလူနေလို့မရတဲ့ ठी ကိုစုတ်ပြတ်တာလောက်သွားတာပစ္စည်းခိုးနေမကအောင်ဖြတ်ပါဖြက်စီးသွားတာအဲ့ဒါတွေကိုတက်မလို့အခုချိန်မှာပြန်ဝင်သွားတာတလားတော့မပြည့်သေးဘူးအဲ့ဒါတွေကိုသူတို့ပြင်ဆင်နေရတယ်လောက်ကန်နေရတဲ့အခြေအနေမှာမြို့ထဲမှာရှိတဲ့လုံခြုံရေးကိစ္စကိုခေါင်းမလဲ့နိုင်သေးတဲ့အခြေအနေတရက်မှာလက်နက်ကင်ဆောင်ထားတဲ့သူတွေကမြို့ထဲမှာဓမြမှုတွေစတိုက်ကျူးလွန်နေရရှင့်ဇလန်းတွေအဲ့လိုဖြစ်နေတာပေါ့နော်ဒီတော့တက်မလို့အနေနဲ့ကတော့ကင်တွယ်မှာတေးကြပါတယ်ရှင့်ပြီးတော့အကြမ်းဖက်သမားတွေကလည်း ခေါင်းစဉ်ပေးကြတာတကယ်တော့ဒီဒါရီလောက်တယ်ဆိုခေါင်းစဉ်ပေးကြတာဘာခေါင်းစဉ်လဲဆိုတော့ MND အုပ်ချုပ်တော်ကကြတော့ငါတို့အေဂျင့်နဲ့ဒီမြို့လေးအေဂျင့်နဲ့စစ်တကဝင်မျိုးအုပ်ချုပ်တော်မှာပဲကိုဆိုလူနိုင်တယ်ဖြစ်လာပြီးဆိုတော့ခေါင်းစဉ်မျိုးကိုသူကပေးသွားတာပြီးတော့ကျမနိုင်ငံရဲ့ပုံစံကလည်းဘာလဲဆိုတော့လေတချို့ကမြန်မာစစ်တပ်ကိုဒါမြန်မာစစ်တပ်ခေါင်းဆောင်တွေကဆရာနာရှင်တို့တဲ့မှာမြန်မာပြည်သူတွေကိုနှိပ်စက်တဲ့စစ်တပ်အဖြစ်ဆိုပြီးပုံဖော်ကြတာစစ်တပ်ရှိရဲ့အချိန်ဆိုသူတို့အတန်ထွက်ရဲတယ် တို့ဟာလေသူတို့ရဲ့သဘောတရားလည်းလို့ရှိရတယ်ဒါစစ်တပ်ကိုသားမေဆွအနာရှင်လက်ညှိုးကောင်ခုထိုးနေရ MNDA ကြောင့်သူတို့တေးအောင်ကြောက်တယ်သူတို့တကယ်ကြောက်ရတာ MNDA တို့သဘုံလို့သူတို့ကြောက်ရတယ်တိတိစစ်တပ်ကကြတော့မကြောက်တော့သူတို့ကပြောချင်အောင်ပြောတာဒီတော့စစ်တပ်ကပြန်ပြီးဝင်လာတဲ့အချိန်ကျတော့ဒီလိုအတန်တွေကထွက်တယ်အမှု10ခုဖြစ်10ခုလုံးထွက်တယ်ပြောရမယ်ဆိုလေတိလာဘာလို့ဆိုပြောရဲတယ်လေအဖေခစ်ကြတော့ပြောရဲတယ်လေအဖေနဲ့ကြတော့ပြင်ဆင်ပြရဲလေပထွေးခစ်တုန်းကကြတော့အမှုအခု20ဖြစ်လို့နှစ်ခုလောက်တော့မှအစမ်းမထွက်ရဲဘူး ်ဒီတော့စစ်တပ်လက်ထက်မှာပိုပြီးအမှုတွေများတယ်ဆိုပုံစံကတော့ဖြစ်နေမှာပဲရှင့်ဒါပေမဲ့ကျမတို့ကတော့ဒါအောင်ပြစ်မမြင်ဘူးเนาะအမှုရှိရင်ရှိတဲ့အတိုင်းထွက်ရမှာပဲဒီအတန်ဒီပုံမှာကျမတို့ကတော့ဒါဟာအကောင်းမြင်တဲ့ဘက်ကပဲစဉ်းစားတယ်သိရမယ်နိုင်ငံတော်ကသိရမယ်ဒီလိုအမှန်တိုင်းထွက်တာကောင်းတယ်တိလာကောင်းတယ်အတွက်ဒီလိုထွက်လာတဲ့အတန်ဒီပုံမှာအခုတာဝန်ရှိလာတာတော့လားရှုံးမှာရောက်သွားတဲ့မြမစစ်တပ်ပဲရှင့်မြမတက်မတော်ပဲအခုအတန်ဒီထွက်နေပြီလားရှုံးမျိုးကိုကင်တဲ့သူဟာဆိုရင် ပြောညံ့လို့မရဘူးဆိုတော့ပြောဆိုချက်တွေပေါ့နော်ဒါကြီးကြားလာပြီ တော့ကျွန်မအနေနဲ့ကတော့အကြံပေးရမယ်ဆိုပေါ့နော်ဒါကြောင့်ကျွန်တော်ပြည်သူအသံအနေနဲ့အကြံပေးတဲ့အချက်လေးနဲ့ပဲကျွန်မတင်ဆက်ချင်တယ်ရှင်ဒီကအကြံပေးရမယ်ဆိုတော့ဟုတ်ပါတယ်လာရှုကိုကျဉ်းကျဉ်းတက်ကင်တွေမှဖြစ်မှာပါရှင်လာရှုမြို့မှာသခိုးတွေကျန်ခဲ့တယ် MND လက်ထက်တော်ကပြည်သူအချင်းချင်းလက်ထောက်ချပြီးတတ်ခဲ့တဲ့လူသက်သမားတွေလူသက်သမားကျန်ရပါတယ်ကျန်နေရှင်ဒီလူတွေကပဲဒီလိုကိစ္စတွေစီမံပြီးတော့တက်မတော်ကိုတက်မတော်အုပ်ချုပ်ရင်မတည်ငြိမ်ဘူးဆိုတဲ့ပုံစံမျိုးတွေဖန်တီးနေတာရှင်ဒီတော့ဒီလူတွေကိုအပြည့်ရှင်းမှာလာရှုမြို့ကအေးချမ်းပါပါပြီးတော့ပြည်သူတွေအနေနဲ့ကလည်း ဒီတက်မတော်ပေါ်မှာနာမည်ဖြတ်ချင်တဲ့ကြားထဲမှာဓာတ်ဆောင်ကဖြစ်သွားမှာကျွန်မစိုးရိမ်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဒီလိုတ냐တိုက်တဲ့ကိစ္စတွေတည်သူရက်ခံနေရတာလေ။ထုတ်ကောင်းကြီးကနာမည်ဖြတ်ဖို့အတွက်စ조사တယ်ဆိုရင်ပဲတက်မတော်ကရအောင်ကာကွယ်ရမှာဒါတုတောင်းဝမယ်။ဂျားတဲ့တည်သူရက်ခံနေရတာ။နော်အဲ့လိုဇလန်းအဲ့လိုတော့ရှိရဲ။ဒါကြောင့်တက်မတော်အနေနဲ့ yes ဆက်ကြံကြံတန်တန်အောင်ဒီမျိုးကိုကင်ွယ်မှဖြစ်မယ်ရှင်။ဒီမျိုးမှာရှိရဲဒူးဆိုင်သမားတွေလူသက်သမားတွေကိုသေချာလေးရှင်းလင်းမှဖြစ်မှာပါရှင်။ လာရှုံမျိုးဟာဆိုရင်မြမတက်မတော်ကပြင်ရခဲ့တယ်ဆိုရင်ပဲစမ်းသက်မှုပေါင်းများများစွာနဲ့ကြုံရမယ်ဆိုတာမြမတက်မတော်စဉ်းစားထားပြီးသားလို့ထင်ပါရဲ့ရှင်ပြီးတော့ကျမတို့အနေနဲ့ကတော့ပြည်သူအတန်လေးနဲ့ပဲတိုက်တွန်းအကြံပြုချက်လေးပေါ့နော်ပြည်သူတွေကျမတို့လည်းလာပြောတာလေးရှိရဲ့ရှင်ဒီအဲ့ဒီအနေနဲ့ပြီးတော့သူတို့လိုလားချက်လေးပေါ့ရှင်သူတို့လိုလားချက်ကတော့ရှင်းပါတယ်လာရှုံမျိုးကိုဖြစ်နိုင်ရင်ပိတ်မယ်ဆိုပိတ်ချလိုက်တယ်ဒါလေတမျိုးလုံးပိတ်ချလိုက်ပြီးရဲ့အခါမှာမျိုးထဲမှာရှိတဲ့ပေါ့နော်အိမ်တွေကိုတိမ်တက်စင်းစစ်စေးတာမျိုးသူတို့အလိုရှိနေပါရဲ့ရှင် ဘာကြောင့်လဲဆိုတော့သူတို့လေဒီလက်နက်တွေဖွက်ထားတဲ့အိမ်တွေပေါ့တချို့တိရယ်မပြောရဲဘူးပေါ့နော်အဲ့တော့သူတို့ကလက်နက်တွေရှိနေရတဲ့အတွက်ကိုကကြောက်နေရတယ်တိလားသူ့လက်ထဲမှာတနက်ရှိရောအချိန်မျိုးကိုအသက်ရှင်နေတတ်သွားနိုင်တာပဲပေါ့နော်အဲ့လိုအခြေအနေဖြစ်တဲ့အတွက်လာရှုမျိုးကန်တွေလာရှုမျိုးပြောင်းလာတဲ့ပြည်သူတွေကဒီပိုင်းကိုအများဆိုးရင်နေကြတယ်ဒါကြောင့်သူတို့ပြောရလဲဟုတ်ပါတယ်ဒီလိုမျိုးလုံမှပဲမျိုးရဲ့တန်ရှင်ရေးပေါ့နော်တန်ရှင်ရေးဆိုတာအမိုက်မဟုတ်ဘူးလူအမိုက်တယ်တိလားအမိုက်ပုံကြီးလည်းရှိလို့လူအမိုက်ပုံကြီးလည်းထားခဲ့တဲ့အမန်ဒီကြီးကလေ မမန်ဒီထွက်သွားတော့ပါဘောเนาะဟဲ့အဲ့တော့လာရှုမြို့ကအဲ့လိုဖြစ်နေတဲ့အချိန်မှာမြို့သူမြို့သားတွေအစိအေးလေးနေနိုင်ဖို့အတွက်ကတော့တက်မတော်ကအဲ့လိုရှင်းပါပဲရမှာရှင့်ဒီအကြံပြုချက်လည်းအင်တန်ကောင်းပါတယ်မြို့ကိုပိတ်ချလိုက်ပြီးရဲ့အခါမှာတအိမ်တက်စင်းစစ်ဆေးပြီးတော့လက်နက်တွေစစ်ဆေးတာလက်နက်တွေပြန်ပြီးတော့သိမ်းဆဲတာပေါ့ရှင်အကြမ်းမဲ့သမားတွေလုပ်ဖို့အတွက်ကိုလက်နက်တွေဖွက်ပြီးထားခဲ့ရရှိရဲ့ဒါလေးတွေလုပ်မယ်ဆိုတော့အင်တန်တင့်တော်လည်းလို့ထင်ပါတယ်ရှင့်အဲ့လိုမှမဟုတ်ဘူးဆိုတော့မြမတက်မတော်ကလာရှုကိုပြန်ရလိုက်တယ်ဆိုတော့ကရလိုက်တာပဲရှိမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိဘူးဆိုမြန်မာတပ်မတော်ကကုန်တိုက်ခါကြဆဲမာတယ်။အဲ့လိုပုံစံမျိုးလဲကျမတို့အလိုမရှိပါဘူးချက်။အဲ့ဒီလာရှိုးမျိုးမှာတာဝန်ကျတဲ့တပ်မတော်သားစစ်တီလေးပေါ့နော်စစ်တီအစင်စင်ဂျာတို့အစင်စင်ဘဲအစင်မဆိုလာရှိုးမျိုးမှာရှိတဲ့လုံချုံရေးကိစ္စလေးကိုအထူးပြုဆိုင်ပြုလုပ်ပေးပါ။လာရှိုးမျိုးသားတွေကတော့လာရှိုးမျိုးကြီးတစ်ခုလုံးပိတ်ချလိုက်ပြီးတော့တိမ်တက်စင်းစစ်ဆေးတာလို့ရှိပါချက်။ဒါလေးကိုတင့်တော်တယ်ဆိုရင်စီမံဆောင်ရွက်ပေးနိုင်ပါရဲ့။ကျမလာရှိုးသတင်းလေးပြောရင်းနဲ့ပြည်သူအ탄လေးကိုပါတခါလေးပေါင်းဆက်ပြီးတော့တင်ဆက်လိုက်ပါကြရှင်။ မိဘပြည်သူများရှင်ကျွန်မခုလာရှိုးအကြောင်းပြောရင်းနဲ့ဆက်လက်ပြီးတော့ဗောနောပြည်သူအတန်လေးတစ်ခုလည်းတင်ဆက်ပေးလိုက်ချင်ပါတယ်ရှင်ကျွန်မတို့စီကိုပေးပို့လာဖြစ်ပါရှင်ကျွန်မတို့စီကိုပေးပို့လာတဲ့စာလေးတိုင်းကျွန်မဖတ်ပြပါမယ်ရှင် သမီးတဲ့ဦးလေးတို့မိသားစုဟာရှမ်းမြောက်ကနေရှမ်းမြောက်သိန်းနီရနေပြီးတော့တစ်တုံညာနှစ်ခွန်ပြတ်တော့လာရှုကိုဆစ်ဆောင်လာခဲ့ပါတယ်။လာရှုရောက်တဲ့အခါမှာရမခကကြားလာတဲ့ကြုံတဲ့အခါမှာတဲ့ရှမ်းတောင်ကိုထပ်ပြီးတော့စစ်ပေးဆောင်လာပါတယ်တဲ့။နိုင်ငံတော်ကစစ်ပေးဆောင်တဲ့အတွက်ထောက်ပံ့ကြေးပေးဖို့စည်ရင်းကောက်တဲ့အခါမှာတဲ့ဦးလေးရဲ့မျိုးသမီးဟာပညာရေးဝန်ထမ်းဖြစ်တော့ပညာရေးဌာနကိုပဲစည်ရင်းပေးထားပါတယ်တဲ့။ဒီလိုစင်းပေးတဲ့ခါမှာအခြားဝန်ထမ်းတွေမိသားစုတွေကရပါမယ်တဲ့၈ရက်၅လ၂၀၂၅ရက်နေ့အထိ တခါမှဦးလေးတို့ကစေဘေးရှောင်ထောက်ပံ့ခြင်းမရခဲ့ဘူးပါဆိုပြီးတော့ပြောထားပါရှင့်အခုလာရှို့ကိုပြန်ပြီးတော့တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်တဲ့အခုချိန်ထိလဲစေဘေးရှောင်ထောက်ပံ့ခြင်းဦးလေးတို့မရရှိသေးပါဘူးတဲ့ဒီလိုဖြစ်တဲ့အခါမှာဝန်ထမ်းစားတယ်မှာပေါ့တော့ရတဲ့သူကရမရတဲ့သူကမရအခြေအနေမျိုးကြုံနေရတာဖြစ်ပါရှင့်နောက်ထပ်ရေးသားထားလေးကဦးလေးတို့ကလည်းရှမ်းတောင်နေပြီးတော့စေဘေးရှောင်အောင်လုံးရတော့ပေါ့နော်အသက်ပေးကြောင်ပြည်ညာဝင်ကျဝန်ထမ်းတွေကတယောက်တယောက်တကွဲစီပြေးလာခဲ့ရတာပေါ့ရှင်ကို့အစီအစဉ်နဲ့ကို့ပေါ့နော် ဟိုဟန်ဆောင်ပြီးတော့ထွက်ပြေးရပေါ့ပြည်သူပါဆိုပြီးဟန်ဆောင်ပြီးထွက်ပြေးခဲ့ရတာရှိပါတယ်တဲ့အခုလာရှိုးပြန်လာခိုင်းတဲ့အချိန်မှာဆိုရင်လည်းတိလိုပဲဟိုကိုယ့်အကူသွားမဲ့အစီအစဉ်ဖြစ်နေပေါ့နော်ဒါကြောင့်တဲ့အခုဒီဌာနဆိုင်ရာအနေနဲ့ပေါ့နော်ဆရာဆရာမတွေစူးစီးပြီးတော့ပြန်နိုင်ဖို့အတွက်မစီစဉ်ပေးနိုင်ဘူးလားဆိုပြီးတော့ပညာရေးဝန်ကြီးညွှန်မှုခရိုင်မှုနဲ့ပြည်내မှုတွေကိုမေးပေးပါအောင်ဆိုပြီးတော့ပြည်သူတန်လေးပေးပို့လာပါရှင့်သူတို့အနေနဲ့လာရှိုးသွားမယ်ဆိုရင်တဲ့တယောက်ကိုတဲ့တသိန်းခွဲနဲ့နှစ်သိန်းခွဲအထိနှစ်သိန်းထိကျပါတယ်တဲ့ ပစ္စည်းထုတ်ပေါ့နော်အဝိထုတ်တွေနဲ့မိသားစုတစုလောက်သွားမယ်ဆိုရင်တဲ့6သိန်း9သိန်းလောက်ကုန်ပါတယ်တဲ့ဒီခါမှာတဲ့ဦးလေးတို့လာစားက2သိန်းကျော်လောက်ပဲရတာဆိုတော့ဒီလားရှုံမျိုးပေါ့မျိုးပေါ့နော်တာဝန်ထမ်းဆောင်ဖို့ပြန်မယ်ဆိုတော့မှသူတို့မှငွေကြေးချိထားပြီးပြန်မယ်ပုံစံဖြစ်နေပါရဲ့အခက်ခဲတွေအများများနေပါတယ်ဆိုပြီးတော့ပြည်သူ့တန်လေးတင်ဆက်လာတာဖြစ်ပါရှင့်ပေးပို့လာတာဖြစ်ပါရှင့်ဒီတော့ဟုတ်ပါရဲ့ရှင့်နိုင်ငံဝန်ထမ်းတွေကပြန်ပြီးတော့တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာနိုင်ငံတော်ကအစီအစဉ်လေးနဲ့ပို့ပေးမယ်ဆိုပို့ပြီးတင့်တော်ပါတယ် ဒီတိုင်းလူကြီးပဲသွားလိုက်လို့မရဘူးလေသူတို့မှလည်းမိသားစုရှိရဲအဝတ်အစားတွေရှိရဲပစ္စည်းတွေရှိတယ်အိမ်တော်ပရိဘောဂလေးရှိရဲရှင့်ဟိုမှာဘာမှမရှိတော့ဘူးလေကိုကကိုပဲကို့အစီအစဉ်နဲ့ကိုပြန်တယ်ပြီးသွားရတာဒီတော့နိုင်ငံတော်ကနေပြီးတော့ပို့ဆောင်ပေးမယ်ဆိုတော့တင့်တော်ပါရှင့် လက်ရှိမှာလာရှိုးကိုနိုင်ငံတော်မှာရှိတဲ့တာဝန်ရှိတဲ့သူတွေပေါ့နော်အစိုးရဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေလည်းတစ်ဖွဲ့ဖွဲ့ပြန်လဲဝင်ရောက်လာတာဖြစ်တဲ့အတွက်အခက်အခဲရှိတဲ့သူတွေလည်းရှိတယ်။အဆင်ပြေတဲ့သူကတော့လောလောကူသွားလို့ရတာပေါ့ရှင်ကျွန်မပြောချင်တာလေ။ဟိုဒီလိုမျိုးတကယ်အဆင်မပြေတဲ့သူစစ်ပေးရလဲရှောင်ရတယ်ဝန်ထမ်းလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့သူတို့အနေနဲ့လမ်းစိမ်းမတက်နိုင်ပါဘူးရှင်။ဒါကြောင့်နိုင်ငံတော်အနေနဲ့ကဒီလာရှိုးကိုပြန်ပြီးတော့တာဝန်ထမ်းဆောင်မယ်နိုင်ငံဝန်ထမ်းတွေဘာခက်ခဲရှိလဲဆိုတာလေးပေါ့နော်။လူစုံစမ်းစစ်ဆေးပြီးရခါမှာတို့လိုတဲ့ခက်ခဲလေးပေးလိုတဲ့အကူအညီလေးပေါ့ရှင်ပေးနိုင်မယ်ဆိုရင်တော့တင့်တော်ရဲလို့ကျွန်မထင်ပါတယ်ရှင် ဒါကြောင့်ပြည်သူအံလေးရနေပြီးတော့ကျမကလည်းတောင်းဆိုပြီးတော့တင်ဆက်ပေးလိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျမသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှတလောင်းနေပဲရှင်းနာပါရစေရှင်။ကျမသတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းပဲစိတ်ရှည်စွာနဲ့အားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမ်းမှာကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။